Hello မင်္ဂလာပါကျွန်တော်တော့ဒေါက်တာဆိုင်ကောင်ရမ်းပါတိရစ္ဆာန်ဆေးကုဆောင်ပါမှာကျွန်တော်ဒီနေ့ကတော့အဲနည်းနည်းထူဆန်းပြောင်းလဲလေးဖြစ်သွားအောင်ပါနော်အခုရောက်နေရတော့ဂျပန်နိုင်ငံမိုမီဂျီအရွက်ပါနော်ဒီကျွန်တော်တို့၁၇လပိုင်းဆိုရင်အရွက်တွေမိုမီဂျီအရွက်တွေအရောင်ပြောင်းတဲ့ချိန်ပါနော်သူကအနီရောင်လေးဖြစ်နေပါနော်အဲအဲ့တို့မီထွန်ထားတဲ့ပန်းချံရောက်နေနေကျွန်တော်မိထားတဲ့ကွန်မန့်တစ်ခုသုံးခုအတူချုံလေးဖြည့်ပြီးသွားချင်ပါတယ် ဒီလိုမျိုးမုံမိကြီးရွက်တွေကိုအာတော်တော်များများမြင်ဖို့မယ်လို့လည်းထင်ပါတယ်ဗောနော်ကျွန်တော်ချင်ပေါင်ရွက်လိုမျိုးလေးအဲမျိုးရွက်လေးကရန်လာရောနော်မိရောအာနေထုံးပေးထားတာကျွန်တော်တို့လေးလာပိုင်းဆိုရင်လည်းချယ်ရီပန်းမေအောင်ဒီလိုမျိုးထုံးပေးထားတာရှိရပါတော့ခုကတော့17လပိုင်းဆိုတော့မုံမိကြီးအရွယ်အချင်းအယောင်ပြောင်းတဲ့ချိန်ဖြစ်လို့မုံမိကြီးပန်းချန်တဲ့ဟိုလိုကထိုးပြထားပဲဖြစ်ပါတယ် လုံးလက်ဒီရာမူမီကြီးအလားလေးကြည့်ပြီးဆိုတော့ကျွန်တော်ဖြည့်ပြီးတော့ခြင်းနဲ့ comment လေးပေါ့နော်မိသားမိခွန်းတွေအားပါလေဆိုရင်ဒီဝတ်တွေကိုပဲချိန်ပါတန်တက်အားစီထိုးပေးလို့ရမလဲပေါ့နော်ပြီးရင်အရင်ဗီဒီယိုမှာကျွန်တော်ဝမ်းချုံရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြီးတော့ဆိုတော့နောက်ထပ်မိအများရဲ့မိခွန်းတစ်ခုဖြစ်တဲ့ဒါဝမ်းရှော့ရင်ပေါ့နော်ဘယ်လိုလုပ်ရမလဲဘာစီတိုက်ရမလဲပေါ့နော်အဲအားလေးမိသားလည်းရှိပါတယ် ပြီးရင်ကျွန်တော်မင်းမင်းနေဒီဆေးတွေကိုအစားထဲဆက်တဲ့ဆေးဖြစ်ဖြစ်ထိုးတဲ့ဆေးဖြစ်ဖြစ်တိုက်တဲ့ဆေးဖြစ်ဖြစ်ဘယ်မှာဝယ်လို့ရမလဲဆိုတာပေါ့နော်အဲ့အရာတော့ကျွန်တော်တို့ဒါမွေးမြေဆေးဆိုင်မှာဝယ်လို့ရပါတယ်မွေးမြေအစားနဲ့မွေးမြေဆေးရောင်းတဲ့ဆိုင်မှာမြို့တိုင်းနေတိုင်းမှာတော်တော်များများတော့ရှိရပေါ့နော်ဟုတ်ဒီပထမမိထားရဲ့မိခွန်းတို့ကိုကျွန်တော်ပြန်ဖြည့်ပြီးတော့မှာပေါ့နော်အဲ့ရဲ့ဖြည့်ပြည့်စုံကိုကျွန်တော် YouTube channel မှာတွားကြည့်ပေးပါကျွန်တော် YouTube channel မှာဆိုရင်ကျွန်တော်ဝက်ဆိုလဲဝက်နော်ကျွဲနွားဆိုကျွဲနွား အကျက်ဝက်ဆိုကျက်ဝက်ပေါ့နော်ခွေးကြောင်ဆိုခွေးကြောင်တို့ကန္နာလိုက်လိုက်အဲခွဲထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမိတ်ဆွေတို့နဲ့အလွယ်တကူရှာဖွေလို့ရပါတယ်အဲဘယ်လိုကြည့်ရမလဲဆိုရင်ကျွန်တော်ဒီဗီဒီယိုရဲ့ပထမဆုံး comment မှာကျွန်တော်ချပေးထားပါမယ် link ချပေးထားမယ်ပေါ့နော်ပြီးရင်ကျွန်တော်ရဲ့ profile ထဲဝင်ပြီးတော့ဒီ profile ရဲ့ဓာတ်ပုံအောက်မှာ Facebook နဲ့ YouTube link ရှိပါတယ်အဲအနေနဲ့တဆင်သွားလို့ရပါတယ်အတင်းစိတ်သွားတဲ့လမ်းညွန်ဗီဒီယိုကိုလည်းကျွန်တော်အဲပထမဆုံးပင်ခံထားတဲ့၃ပုံမှာအပေါ်ဆုံးမှာတင်ပေးထားပါတယ် ုတ်ကဲ့ပါကျွန်တော်ဒီဟုတ်တယ်ကိုပဲချိန်မှာစာရင်မှာအာဒီတွေ့ရစီပေါ့နော်တန်တက်အားစီထိုးပြီးလို့ရမယ်ဆိုတော့မိခွန်းနဲ့ပတိတ်မှာကျွန်တော်ပြန်ဖြည့်ပြီးတော့ချက်ပါလေဟိုကလေးတွေမွေးပြီးတော့၃ရက်ဆိုရင်ကျွန်တော်စာရင်မှာတန်တက်အားစီထိုးလို့ရပြီပေါ့နော်ဘာလို့လဲဆိုရင်ဒီတန်တက်အားစီကကျွန်တော်တမန်လင်းခင်းထားတဲ့ဝက်တွေမှာဆိုရင်ပိုပြီးမှအလေးပေးထိုးပေးတက်ပါတယ်ဘာလို့လဲဆိုရင်မြေကြီးမှာမွေးတဲ့ဝက်တွေရပေါ့နော်ဒီမြေကြီးကိုတူးဆွာရင်မှာအဲ့ဒါနေမြေတက်ပေါ့နော်မြေတက်ကနေတော့တန်တက်ရရပေါ့နော် ဲတနည်းအားဖြင့်ဒီတွေးအားကိုကောင်းစေတဲ့တက်တွေလည်းတချို့ရတယ်ပေါ့နော်အဲအဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ပြင်ခင်းမှမွေးတယ်တမန်တလင်းခင်းမွေးတယ်ဆိုရင်ဒါမဖြစ်မနေတန်တအားစေထိုးပေးလို့ပါတယ်ဘာလို့ဆိုရင်ကျွန်တော်တို့ဒီဟွက်ဒီခန္ဓာကိုယ်ထဲမှာလည်းငကူကလည်းနေတာတဲ့တကြောင်မမကြီးစီကနေနှုတ်ဆုပ်ရင်းမဲ့လည်းဒီသူ့ရဲ့နှုတ်ရာနေလည်းတစင်မလုံလောက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီတန်တက်မလုံလောက်မှုတွေဖြစ်တတ်ပဲအဲ့လို့ဆိုရင်ကျွန်တော်ဝက်ငယ်လေးက ကြည်တင်လောက်မကြည်ဘူးပိန်နေပဲညက်နေမယ်သေးနေမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေမှာပေါ့အဲ့ကြရင်ကျွန်တော်တို့ဒီတန်တက်အားစေးကိုစာရင်မှာထိုးပေးတင်ပါတယ်ပေါ့နော်အဲ့ကြောင့်မို့သူ့ကိုမြန်မြန်နိုင်လို့ပေါ့နော်ဒါမွေးပြီးတော့ကျွန်တော်တို့ဒါ၃ရက်ဆိုရင်စာရင်မှာထိုးပေးလို့ရပါတယ်နောက်နောက်တစ်ခုမေးထားတာတော့ one shot and blue ကုသမယ်ပေါ့နော်ကျွန်တော် one shot and probiotic လို့ခေါ်တဲ့အကျိုးပြုပိုးပေါ့နော်ဟူလန်းချောင်းအစာချင်းလန်းချောင်းကိုအကျိုးပြုတဲ့ပိုးလေးကိုကျွန်တော်တို့တိုက်ပြီးကျွေးပေးလို့ရပါတယ် အဲ့ဒါကတော့ပထမဆုံးဆင်းနေတယ်ပေါ့နော်ဒီထက်ဆိုးွားရပြီးဘာပိုးကြောင်ဖြစ်တာလည်းမသိဘူးအဖြတ်ပိုးတွေကမြတ်ဆိုရင်ကျွန်တော်တို့ဒါတို့ပရိဇီဝစေအန်တီဘိုင်ယိုတစ်ပေါ့နော်အဲဦးလန်းကြောင်တော့ဆိုရင်ကျွန်တော်တို့ဒါအောက်ဆီဒန်ခရော့ဆိုက်ကလင်းတို့လိုမျိုးပေးလို့ရပါတယ်ဝမ်းရှော့ကတက်တာမတက်တာအောင်ဆိုတာကသူ့ကို ဖြစ်စေယောဂပိုးနဲ့လည်းအများကြီးဆိုင်ပါတယ်အဲကြတော့ဝမ်းကဘယ်လိုရှော့ရလဲဘာယောဂပိုးကြောင့်ရှော့ရလဲဘယ်လိုယောဂခံနေရှိရလဲပေါ့နော် အဲ့ပေါ်မူတည်မှာကျွန်တော်ခုနပြောတဲ့ oxidative cycling ပေးရမလားဒါမှမဟုတ်ရင်တခြားယောဂါပိုးအလိုက်ပေါ့နော် ပေးရမယ်ပฏิစီဝါစီလည်းရှိပါသေးရယ်ပေါ့နော်အဲ one shot ဒီစင်းနဲ့ပဲတုံးလို့ရတယ်ဆိုပြီးမှအဲ့လိုမျိုးတတ်မှတ်ထားလို့တော့မရဘူးပေါ့နော် side effect လို့ခေါ်တဲ့ဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့ကျွန်တော်တုံးလို့ရတော့ခုနကျွန်တော်ပြောရတယ် probiotic လို့ခေါ်တဲ့အကျိုးပြုပိုးပေါ့နော်အဲ့အားတွေကျွန်တော်ဆေးအနေနဲ့တောက်တုံးလို့ရပါတယ်ပေါ့နော်အဲ့တော့ဘာနဲ့အလားတူလဲဆိုရင် ဝင်းမြေချမ်းမှာတုံးတယ် EM ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါဒိန်ချင်းပေါ့နော်လူတွေတောက်တဲ့ဒိန်ချင်းနဲ့တူပါတယ်ဒိန်ချင်းတောက်တယ်ဆိုရင်1တချို့ကြတော့1မခိုင်တော့1 short အမျိုးရှိတတ်ပါတယ်ပေါ့နော်ဒါပေမဲ့တချို့ကြတော့1 short လည်းတူတတ်တာစီရေပေါ့နော်ကျိုးပြူပိုးတွေထည့်ပေးအတွက်ကြောင့်ပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုကမိတ်ဆွေတို့လည်းဘူးဒရာအထူးဆုံးຢ່າရရဲဆိုရင် like and share လုပ်ပေးတော့ပါ ကျွန်တော် channel ကို subscribe လုပ်ရတယ်ဆိုရင် subscribe လုပ်ပြီးတော့ပါနောက်ထပ်တိလို့တဲ့မိခွန်ရှင်လည်း YouTube channel မှာတင်ထားတဲ့ video တခုခုရဲ့အောက်မှာ comment ရေးမှမြင်မြန်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်